မင်္ဂလာပါ The Wellness Diary ရာနေ့ကြိုဆိုပါရရှင်အပြင်မှာဈေးကြီးပေးပြီးပိုရှင်နည်းနည်းလေးပဲစားရတဲ့ပင်လယ်စာဘန်းကိုအိမ်မှာချက်စားမယ်ဆိုရင် budget save ဖြစ်ပါတယ်စားနေစီပမာဏကိုကိုယ်တိုင်ချိန်ကြီးလို့ရတာကြောင့်ကျမရေးအတွက်လည်းပုံညီညွတ်ပါတယ်စိုက်နေမှာလို့ frozen food တွေမဟုတ်ဘဲနဲ့ဈေးကနေကိုယ်တိုင်ရွေးဝယ်လို့ရတာကြောင့်လက်လက်ဆက်ဆက်လည်းစားသုံးရပါတယ် ပေးရတဲ့ပတ်သက်ပမာဏချင်းတူရင်တောင်ပိုရှင်ပမာဏပိုများတဲ့အတွက်ကြောင့်ပမာဏမများပိုစားရတဲ့အာဟာရတန်ဖိုးလည်းပိုမြင့်ပါတယ်။ဒီလိုအကျိုးကျေးဇူးတွေများတဲ့ပင်နာစာပန်းကိုအိမ်မှာချက်ကြည့်ရအောင်ပါ။ပထမဆုံးပါဝင်ပစ္စည်းအတွက်ဗစွန်၊ခနန်းနဲ့ရေပွဲတို့ကိုတုံထားပါဗျ။ပါဝင်မဲ့ပင်လယ်စာတွေကိုမလိုတဲ့အပိုင်းတွေဖဲထုတ်ပြီးတော့ကင်တွယ်ထားပါမယ်။ပြီးရင်ရေနဲ့တေချာစီကြောပြီးတန့်စင်ထားပါမယ်။ ဟင်းပွဲအနှစ်အတွဲကျက်သွုံအဖြူအနီကိုများများလေးစေးကြောတန့်စင်ပြီးကြိတ်ထားပါမယ်။ကျက်သွုံအဖြူအနီညက်လေးလေးဟင်းပွဲအနှစ်ကရှားပေါ်မှာပျော်ပြီးပိုစားကောင်းလေးလေးဖြစ်တဲ့အတွက်ကြောင့်ရည်လေးပါထည့်ပြီးလုံးဝညက်နေအောင်ကြိတ်ထားပါမယ်။ပြီးရင်အဆက်အရသာနဲ့အရောင်အတွက်ငရုတ်သီးလေးကိုညက်နေအောင်ထောင်းပေးထားပါမယ်။ ုံးစံအတိုင်းအိုမက်ကအောင်ထဲဥပူတဲ့အထိထားလိုက်ပါမယ်။ပြီးရင်စီထည့်ပြီးကျွတ်ံဖြူနီကိုစီတက်ပါမယ်။ကျွတ်ံဖြူနီထဲမှာဆောနာကရေနဲ့ထည့်ပြီးထောင်းထားတဲ့အတွက်ကြောင့်မို့လို့ရေလေးတွေလုံးဝခြောက်ပြီးခမ်းပြီးတော့မှစီပြန်တဲ့အထိဆိတ်ရှိလက်ရှိနဲ့စီတက်ပေးရပါမယ်။ဒီလိုရေလုံးဝခမ်းပြီးတော့ကျွတ်ံဖြူနီလေးပဲကြံသွားတဲ့အထိဆိုရင်အဆင်ပြေပါပြီ။ပြီးရင်အယောင်တင်မုန့်နဲ့ငရုတ်သီးအနှစ်ပါထည့်ပြီးစီတက်လိုက်ပါမယ်။ စီတတ်တာအနံ့ရောအရောင်ရောမွေးလာပြီဆိုရင်တော့ဆီဖူးတွေကိုသူတို့ကြက်ပုတ်ကြတဲ့အချိန်အစဉ်အလိုက်တိုင်းထည့်ပေးရပါမယ်။ကနန်းကိုအရင်ထည့်ပါမယ်။ဒုတိယအနေနဲ့ပစုံထည့်ပါမယ်။နောက်ဆုံးမှာမှရေပွဲကိုထည့်ပေးပါမယ်။အဲ့လိုအချိန်အစဉ်အလိုက်တိုင်းထည့်ပေးမှာပဲဆီဖူးတက်ချာအတိုင်းနဲ့ချီချီမီမီစားကောင်းမှာဖြစ်ပါတယ်။မဟုတ်ရင် rubber လိုမျိုးမာမာကြီးဖြစ်သွားတတ်ပါတယ်။ ီဟင်းဘွဲရဲ့အသက်ဖြစ်တဲ့ပင်လယ်စာကိုဆက်စင်းချူချူလေးနဲ့ရှာပေါ်မှာအရသာအထင်းကြီးနေစေဖို့အတွက်ကြဲဥတလုံးနဲ့နှုတ်စင်ကိုဖောက်ပြီးအနှစ်အတွဲထည့်ပေးလိုက်ပါမယ်။ဖောက်ပြီးပြီးချင်းမဲ့အနှစ်အယောင်လေးလည်းပူလာလာပြီးအနံ့လေးလည်းမှုလာပါတယ်။ပြီးရင်အရသာအတွဲအစာတကြားနဲ့ကြတာမှုန်းကိုထည့်လိုက်ပါမယ်။တကြားများများလေးထည့်ပေးခြင်းအားလည်းပင်လယ်စာအရသာအတွဲပူကောင်းပါတယ်။ အနံ့အရသာပိုတိုးစီဖို့ပဲငန့်ပြာကြီးအကြည်လေးထည့်ပေးပါမယ်ဒီဘက်မှာခရူးစီရှိရင်ခရူးစီထည့်လို့ရပါတယ်အခုတော့ခရူးစီကုန်နေလို့ပဲငန့်ပြာကြီးလေးထည့်ချလိုက်ပါမယ်ပင်လင်းစာမဆလာပိုင်းအတွက်မဆလာတော့ကလေးတွေဖောက်ထည့်လိုက်ပါမယ်ပြီးရင်ထည့်ထားတဲ့အရသာလေးတွေနှံ့သွားအောင်တေချာလေးမှွေပေးလိုက်ပါမယ် အကြာကြီးလည်းမှွေမပေးရပါဘူးမင်းနဲ့အနေငယ်တော့ထားလို့ပင်လယ်ဇာလေးတွေကြက်လာပြီဆိုရင်ဆိုင်ရအနံ့အရသာအတိုင်းပြည်စုံစီဖို့အတွက်ရှက်နဲ့နဲ့အရွယ်လေးတွေကိုကိုက်ပြီးတော့ထည့်လိုက်ပါမယ်ရှက်နဲ့နဲ့အရွယ်လေးတွေကိုက်ထည့်ပြီးမှွေလိုက်တာနဲ့အနံ့ကနှာခေါင်းထဲမှာဆူးတက်လာပြီးတော့အရန်စားခြင်းစရာကောင်းတဲ့ပင်လယ်ဇာပန်လေးတစ်စုံကိုရရှိပါပြီရှင် ။ဒီဟင်းပွဲမှာအနှစ်တွေအများကြီးပိုချက်ထားတာမို့လို့ပုံနေတဲ့အနှစ်လေးတွေကိုပလတ်စတစ်အိတ်လေးနဲ့ခွဲပြီး freeze room ထဲမှာခဲထားလိုက်ပါမယ်။နောက်ပိုင်းပင်လယ်စာထပ်စားခြင်းတဲ့အခါအဲ့ဒီအနှစ်ကလေးတွေနဲ့ seafood တွေနဲ့ရောပြီးချလိုက်ရုံနဲ့မိနစ်ပိုင်းအတွင်းမှာလွယ်ကူလင်မြန်တဲ့ဟင်းပွဲလေးရရှိနိုင်မှာဖြစ်ပါတယ်။အခုကတော့ပင်လယ်စာဟင်းပွဲလေးချက်ပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘန်ထဲမှာထည့်ပြီး plate တွေလေးချလိုက်ပါမယ်။ အခုဒီပင်လယ်ဇာဘန်းထဲမှာခနန်းလဲ900 g ပစုံ300 g ရေဘဝဲ300 g လို့ပါဝင်မယ်အားလုံးပေါင်းမှာအာဒီဘက်မှာဆိုထိုင်ဖက်300ဝင်ခြင်းပဲဆိုတော့မြန်မာငွေ4000ကျော်ဝင်ခြင်းပဲကြာတာပေါ့နော်ဒီလိုဒီလိုမျိုးပတ်သက်ပမာဏနဲ့ဆိုင်မှာဆိုနည်းနည်းလေးပဲစားရတာဆိုတော့အိမ်မှာအဝအများကြီးလှုပ်ရှားရတဲ့အတွက်ကြောင့်မို့လို့လိုက်လို့ကြီးကြဖို့တိုက်တွန်းချင်ပါတယ်ရှင် အခုခေတ်မှာအုံနောက်ကိုအသုံးပြုပြီးအလုပ်လုပ်ရတာရင်းများလာတဲ့အတွက်ကြောင့်မလို့အုံနောက်ဆွမ်းဆောင်ရည်ကိုပြန်လဲညှင့်တင်ပေးမယ်ဒီလိုစီးဖူးတွေကိုစားသုံးပေးတင်ပါတယ်ပြီးရင်တို့ကကယ်လိုရီနည်းပြီးတော့မှပရိုတင်းတက်လဲပါအကြောင်းမလို့ weight loss လုပ်နေတဲ့ weight management လုပ်နေတဲ့သူတွေအတွက်လည်းအသင့်တော်ဆုံးစားစားဖြစ်ပါတယ် multivitamin နဲ့အမျိုးကို boost လုပ်ပေးနိုင်တာတွေဒီလိုမျိုးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒီလိုစီးဖူးကိုအရသာရှိရှိနဲ့ချက်စားကြဖို့လိုက်တွန်းချင်ပါတယ်ရှင် ဒီလိုမျိုးဗီဒီယိုလေးတွေကိုနောက်ထပ်လည်းအများကြီးတင်ပေးအောင်မှာလို့ကျမတို့ရဲ့ The Wellness Diary Channel လေးကို Like and Subscribe လေးလုပ်ပြီးစောင့်ကြည့်ပေးကြပါအောင်ရှင်။